ွာကျွန်တော်တို့အခုဒီလေအာဖီဇီယိုသီရပီဒီအထိတ်မဲ့နေပေါ့နော် fun run ပေါ့ဒီ fun run ရဲ့အာကျွန်တော်တို့ slogan လေးကတော့ no pain all gain ပေါ့နော်ကိုရန်အားကစားသမားတယောက်လည်းဖြစ်နေရဲဆိုတော့အားလုံးအားကစား လောကနဲ့တင်းတင်းဖြစ်လာတယ်ကိုအားလုံးလည်းပို့ပြီးတော့ active ဖြစ်လာတွေ့ရတော့ကျွန်တော်အရင်လည်းဝမ်းသာပါတယ်ဒါပြီးတော့ဒီအားကစားနဲ့ပတ်သက်လာလို့လိုအပ်တဲ့ဟာများရှိခဲ့ရင်လည်းကျွန်တော်ဘက်ကနေပြီးတော့အားကစားသမားတယောက်အနေနဲ့ရော health care professional တယောက်အနေနဲ့ရောကျွန်တော်မောင်မောင်တယောက်ကနေပြီးတော့အဲလိုအပ်တဲ့ဟာကိုကျွန်တော်တတ်တလောက်မှတ်တလောက်အားလုံးကိုကူညီသွားမှာမယ်လို့ဒီကနေပဲကားလက်ဆောင်ပါလိုက်ချင်ပါတယ် ော့ဒီဘောကတော့မှာဓာတ်ပိုင်းမှာ after ball တော့ sorry ဆိုချင်လို့ပါမယ်။ဟုတ်ကဲ့ကျွန်တော်လည်းဒီလိုင်းမှာဟိုဟိုကျွန်တော်တို့အခုဒီလေအာ physiotherapy day attainment နဲ့ပေါ့နော် fun run ပေါ့ဒီ fun run ရဲ့အာကျွန်တော်တို့ slogan လေးကတော့ no pain all gain ပေါ့နော်ကျွန်တော်တို့ဒီနေ့စဉ်ဘဝမှာ pain မရှိမှလို့ပေါ့နော်အဲအဲ့ဒီမှာကျွန်တော်တို့အလုပ်ငန်းတွေကိုတခြားလုပ်နိုင်တယ်ပေါ့နော်တခါကြာလို့ရှိရင်ကျွန်တော်တို့ကုန်းညောင်းတာတို့ဟာလာခါကြောက်ဇက်ကြောလွဲရတာတို့ဘာလို့ဖြစ်လို့ရှိရင်လဲကျွန်တော်တို့နေ့စဉ် activity တွေတခြားမလုပ်နိုင်ဘူး အဲ့လိုပဲ sport injury မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ sport သမားတွေပေါ့နော် sport injury ရခဲ့တယ်ဆိုလို့ရှိရင်သူတို့ရဲ့ performance ကို100%မရနိုင်ဘူးအဲ့ဒီဟာလေးကိုကျွန်တော်တို့အနေနဲ့ရည်ညွှန်းတာပေါ့နော်အဲ့ခါကျတော့ကျွန်တော်တို့ကဒီ나ကြံမှုတွေမရှိမှာပဲ no pain all gain ပေါ့နော်အာကျွန်တော်တို့ performance အပြည့်ကိုရရနိုင်မယ်အဲ့ဒီဟာကိုပြောချင်တယ်နောက်တစ်ခုကျတော့ဒီလို no pain ဖြစ်ဖို့အတွက်ကကျတော့အာကျွန်တော်တို့ physiotherapy treatment တွေကအများကြီးအရေးပါတယ်ဆိုတဲ့အကြောင်းကျွန်တော်တို့အနေနဲ့ဆွလို့တာပဲဖြစ်ပါတယ် ဒီလိုပွဲတွေမလုပ်တာကြာပြီဆိုတော့လေနှစ်နဲ့ချီပြီဒီလိုပွဲတွေမလုပ်တာမကြာပြီဆိုတော့ခုမှပထမဆုံးပြိုင်ပြီးတော့သုံးလေးနှစ်အတွင်းမှာပထမဆုံးဆိုတော့ဝမ်းသာပါတယ် injury ဖြစ်ရင်တော့ညီမတို့ကတော့ဒီလောလောဆယ် acute မှာဆိုရင်တော့ physiotherapy နေနေကြဆက်တွေသုံးတာလည်းရှိရပါတော့ဒါမဲ့ acute လောလောဆယ်ဘာမှမရှိဆိုရင်တော့အရင်ဆုံးဟိုရေခဲအောင်တယ် rest ပေါ့ ISD graph ရဲ့ပြီးရင် bandage စီးမယ်ရေခဲအောင်နဲ့ဒါမျိုးလေးလုပ်လို့ရတယ်ပေါ့နောက်ပိုင်းကျရင်တော့ဒီကျွန်တော်တို့ physiotherapy ရှိရဲ့ဈေးကန်ဒီမှာကျွန်တော်တို့ဒီပေါ့ပေးလို့ရတဲ့ဆက်တွေရှိရဲ့ cryo တွေ ultrasound တွေနောက် after 72 hours မှာလည်းပေးလို့ရတဲ့ဆက်လေးတွေရှိရဲ့ပေါ့ဆိုတော့အဲ့လိုမျိုးလေးနဲ့ treatment ယူလို့ရတာပေါ့ကျွန်တော်တို့ဒါဇဝနာမှာကျွန်တော်အမအဖွင့်ထားတဲ့ revive sports clinic ကတဖက်လန်နေပါဝင်နေဆိုတော့ကျွန်တော်ကလည်းဒါ video call physiotherapist day ကိုအကစားသမားတယောက်အနေနဲ့လာပြီးပြေးပေးထားပေါ့ကျွန်တော်ကတော့ပုံမှန် train စစ်တောင် training ကတော့တော့ချက်လုဖြစ်တယ်ပေါ့နော်ပြေးတာကတော့ဒီလိုမျိုးလာပြီးတော့အားလုံးအဖွဲ့လိုက်ပြေးတာဒါပထမဆုံးတစ်ချိန်တစ်ချိန်ထဲမှာပါတယ်အဲ့တော့နည်းနည်း excited လည်းဖြစ်တယ်ပြေးရလည်းအားလုံးကတော်တော်လေးပြေးနေကြလူတွေနဲ့ပြေးရဆိုတော့တော်တော်လေးလည်းညံ့နေပေါ့နော်တော်တော်လိုက်ပြေးရပါတယ် I am ဟောပေါ့စိတ်လမ်းဆန်းနေပေါ့နော်အားကစားလုပ်လိုက်ရတဲ့ကြောင့်မလမ်းဆန်းနေတက်ကြွရတယ်ပျော့ပါတယ်ခင်ဗျ အဓိကတော့ကျမ်းမာရေးကောင်းပါလေဒီအသားရေးတော့ကောင်းတာပေါ့နော်အဲ့တော့အသားရေးလပအတွက်လဲဒါကျမ်းမာမှသာလေလပရဲဆိုရရရမှာပေါ့နော် Thank you. ။ဟာအမျိုးသမီးတွေရဲ့အခန်းကဏ္ဍကလည်းဒီကျန်းမာရေးဘက်မှာဆိုလည်းတို့လည်းအရင်အရေးကြီးရပါဘူး။တို့တို့ကမိသားစုမှာလည်းဆိုလို့ရှိရင်လည်းအဲတို့ supporting ပေးရတာရှိမယ်။ကိုကိုတိုင်းလည်းကြိယာတွေရှိတယ်။ဟဲ့ဟိုသူ့ရဲ့ဒီ biology အရဆိုလို့ရှိရင်တော့အမျိုးသမီးမှာလည်းပို့ပြီးတော့ prone ဖြစ်တဲ့ဟာမျိုးပေါ့ပို့ပြီးတော့ဖြစ်လေရှိရာမျိုးလေးတွေရှိတတ်တယ်ပေါ့အထူးသဖြင့်ဟိုအသက်အရွယ်တစ်ခုရောက်လာတယ်40 50လောက်ဆိုရင်သူရဲ့ calcium မျိုးစားအယိုးနေထားလေးဒါ specialist ဆရာတော့ပို့ကျွမ်းကျင်ပါတယ်အဲအဲ့ဒါလေးပြောင်းလာတယ်ညော့လေးအားနေလာရှိဘူးနာတာတို့ဒီ အခါနာတာဒါမှမဟုတ်လေပခုံးနာတာပေါ့နော်ဒီဟိုဘလို့ကြောင်းပဲဖြစ်ဖြစ်ပေါ့သူကဟိုကုသလို့လည်းရနိုင်တယ်ပေါ့အဲ့ခါကျတော့လေဒါဟိုအသက်အရွယ်ရလာလို့ဒါမှမဟုတ်လေအမျိုးသမီးဖြစ်လို့ဒီလိုမျိုးဟိုမတ်လိုက်ပဲနေပေါ့နော်အဲတခြားလေအဲဒီ physiotherapy ဈေးကန်းနေမှာလေဒါဟာကျွန်ကွန်ဆာလုပ်ကြည့်တင်နေပေါ့နော်ကျွန်တော် research လုပ်ကြည့်တယ်အမျိုးသမီးတွေရတဲ့လည်းပေါ့နော်ဒီ research တွေရတယ်ပေါ့နိုင်ငံတကာ research တွေရတယ်အမျိုးသမီးတွေအဲ တက်ကြွလှုပ်ရှား active ဖြစ်တဲ့လူအားကစားသမားတွေကမျိုးသားတွေထက်ပိုပြီးတော့ injury ပိုပြီးတော့ prone ဖြစ်တယ်ပေါ့နော်ပိုပြီးဖြစ်နိုင်ပါတယ်အဲ့တော့ခုနပြောလို့အဲမျိုးသမီးအနေနဲ့ကလည်းတခုခု injury ဖြစ်ပြီဆိုလို့ရှိရင်မပေါ်စားပဲနေပေါ့နော်အဲတန်ရာရနာအနာတရဖြစ်ပြီဆိုတာနဲ့ကိုနဲ့အာအနန္တန်ရာကိုတရားကြည့်ရှုပေးနိုင်မယ်တက်ဆိုင်ရာတက်ကြွနေဆရာဝန်တွေပြတက်ကြွနေ face shield တွေတော့ပြီးနေသွားပြီးတော့မှကုသမှုခံယူပြီးတော့မှ ကိုသွားကျင်တဲ့ movement တွေပြန်လောက်တာကိုကောင်းပါတယ်နောက်ဆိုဒီ injury ကကြာရှည်ဖြစ်ပြီးတော့ဗောနော်နောက်ပိုင်းအသက်ကြီးလာလို့ရှိရင်ကျတော့မျိုးသမီးတွေကပြီးတော့အယိုးပွားယောဂါတွေပါကိုလည်းပူဆိုးတက်ပါတယ်အဲ့ဒါကြောင့်မလို့ဒီတက်60ကျော်တွေ့ဆုံးပြီးတဲ့ချိန်ကြာလို့ရှိရင်ကျတော့ဒီ injury တွေကပို့ပြီးတော့ဒုက္ခပေးနိုင်တာဗောနော်အယိုးပြဿနာတွေအဲ့ဒါဆိုပို့ပြီးတော့မျိုးသမီးတွေနဲ့ပို့ပြီး new site တက်ပါတယ်ရှင့် မတို့မြန်မာလူမျိုးတွေอ่ะဗောနော်အဓိကထမင်းကိုစားอ่ะဗောနော်အမအပါဝင်ဗောနော်အဲ့တော့ကာဘိုဟိုက်ဒရိတ်တွေများနေတယ်ဗောနော်ပြီးလို့ရှိရင်ကိုလုံနေကြ daily activity လို့ခေါ်တယ်တနေ့တာအလုပ်ကလေးတွေကိုပဲလုပ်တယ်ကိုယ့်ရဲ့ဒီခန္ဓာကိုယ်ကြီးကိုကြတော့ဗောနော်တနေ့ကုန်ကိုခိုင်းကျင်တယ်လို့ခိုင်းလာပြီးတော့ဗောနော်ပုံမှန်ကိုလက်လှုပ်ရှားလှုပ်ဖို့ကြတော့မင်းလျော့နေတတ်တယ်ဒါကြောင့်မလို့ဒီနှလုံးနဲ့အဆုတ်နဲ့အဲကျမကြီးနဲ့ပတ်သက်တဲ့ပြဿနာတွေတိတိုးစီးချိုလိုမျိုးပေါ့နော်ပြဿနာတွေအဲ့လိုဟာမျိုးတွေ အဲမဖြစ်ရအောင်ကာကွယ်တဲ့အနေနဲ့ဒါသတိပေးတဲ့ activity လေးတစ်ခုပေါ့နော်ကိုရန်အားကစားသမားတယောက်လည်းဖြစ်နေရဲဆိုတော့အားလုံးအားကစားလောကနဲ့တရင်တနည်းဖြစ်လာတယ်ကိုအားလုံးလည်းပို့ပြီး active ဖြစ်လာတွေ့ရတော့ကျွန်တော်အရင်လည်းဝမ်းသာပါတယ်ဒါပြီးတော့ဒီအားကစားနဲ့ပတ်သက်လာလို့လိုအပ်တဲ့ဟာများရှိခဲ့ရင်လည်းကျွန်တော်တို့ဘက်ကနေပြီးတော့အားကစားသမားတယောက်အနေနဲ့ရော health care professional တယောက်အနေနဲ့ရောကျွန်တော်တို့မောင်မနှစ်ယောက်ကနေပြီးတော့အဲလိုအပ်တဲ့ဟာကိုကျွန်တော်တို့တက်လောက်မှတ်တလောက်အားလုံးကိုကူညီသွားမှာမယ်လို့ဒီကနေပဲကားလက်ဆောင်ပါလိုက်ချင်ပါတယ်ဟုတ်ညီမနေလည်းအများကြီးဝမ်းသာပါတယ်ဒီလိုပွဲမျိုးပေါ့ဆိုတော့ ဆရာဝန်တယောက်နေနေရပေါ့နော် exercises medicine ဆိုတဲ့ဆောင်ပုတ်ကပေါ့နော်ဒါအရန်လူတိုင်းအတွက်ကိုအကျိုးရှိစေမဲ့အဲဆောင်ပုတ်ဖြစ်ပါတယ်အဲ့တော့အားလုံးဒီလူလက်တော်တော်များပါတယ်ပြလို့ရှင်တက်တက်ကြွကြွရတဲ့ဒီလိုမျိုး active ဖြစ်ဖြစ်လာပြီးတော့ပါဝင်ကြတဲ့အတွက်ကိုအဲရန်ဝန်တာပါတယ်နောက်ဒီလိုမျိုးစီကားတဲ့ပွဲတွေလည်းအများကြီးလုပ်နိုင်ပါသေးတယ်လေစီတောင်းပါတယ်ရှင်ဟုတ်ကဲ့ โอเคอ่าเจ้ามาอยู่วิวไซต์ป่ะแล้วอากาศอันตะคุกูโอ้นี่สินซ้วยๆเนี่ยก็เลิกส่งมาเลยไปเจ้ามาครับဟုတ်အာဒီပြေးတဲ့ပုံချီပြီးရဲ့ချိန်ကြောက်ပေါ့နော်ကျွန်တော်ဖြည်းဖြည်းနဲ့မမှန်နဲ့ပေါ့ကျမရေးကိုလည်းအဲ့လိုမျိုးပဲဖြည်းဖြည်းနဲ့မမှန်နဲ့လုပ်တယ်ဆိုလို့ရှိရင်ဒီဘန်းဝင်တယ်လို့မျိုးပေါ့နော်ဒီအာခန္ဓာကိုယ်ကျန်းမာတယ်ဆိုတဲ့ဒီ achievement လေးတွေကိုဖြစ်လာစေမယ်လို့လည်းယုံကြည်ပါတယ်ဒီဝီဒူလူလူတွေလည်းဒီ case design နဲ့ပတ်သက်ပြီးတော့ awareness တွေရမယ်ပြီးလို့ရှိရင်ဒီ mannequin ဆိုတော့စီးထားပြီးတော့ ဒီဗီဒီတစ်ခုလောက်တဲ့အတွက်ကြောင့်မလို့လဲပေါ့နော်သူရဲ့အကောင်းဆုံးစီးတို့တွေပေါ့နော်အဲ့လိုတီးစေရတဲ့အတွက်ကြောင့်မလို့ပေါ့နော်စစ်စစ်ဖြစ်ပါတယ်ဟုတ်ကဲ့ပါအကြီးကတော့ဘလေးဟိုဗီဒီယာကနေပြောအဲ့လိုကျမ်းမာရေးလိုက်စားအောင်ပေါ့နော်အဲ့လိုမျိုးလှုပ်ပေးလိုက်တဲ့အတွက်ကြောင့်မလို့ပြည်သူတွေလည်းဟိုကျမ်းမာရေးလိုက်စားဖြစ်သွားရတယ်ဖီဇီယိုတွေနဲ့အတူတကွာပေါ့နော်အဲ့လိုမျိုးအတွက်ကြောင့်မလို့ပို့ပြီးတော့ကောင်းပါတယ်ရှင်ဟုတ် ့ရဲ့ဒီ physio တွေကိုလည်းအကုန်လုံးတွေ့ရတယ်ပေါ့နော်။အော်နောက်ပြီးကြတော့အမားတို့ရဲ့ဒီ public awareness ကိုလည်းရသွားစေချင်တာပေါ့နော်။ Oh physiotherapy ဒီ Oh physiotherapist တွေရှိပါလားဆိုတော့အဲ့လိုမျိုးပေါ့နော်။ public ကိုချိုချပြခြင်းတဲ့အတွက်ပါဝင်တာပါ။အဲ့လိုပြေပွဲပြန်ပွဲလောက်ရတဲ့အတွက်ကျွန်တော်တို့ physiotherapy ရဲ့ role ကိုလည်းပို့ပြီးတော့သိလာစေတယ်ပေါ့နော်။ ဲ့အတွက်ကြောင့်တော့ဒီလိုပွဲမျိုးတွေလုပ်ပေးတာတော့အများကြီးကောင်းတယ်ပေါ့နော်နောက်ဆိုလည်းလူတွေက physiotherapist နဲ့ပတ်သက်တဲ့ role တွေကိုလည်းပိုတိလာမှာပေါ့နော်ဒီလိုနေ့မျိုးမှာကိုခန္ဓာကျန်းမာတရားမှုအတွက်နေ့ချိန်ကနေပုံမှန်လုပ်ပေးပါလို့ပြောချင်ပါတယ်ရှင်ဟုတ်ပါ2025 September မှာကျွန်တော်တို့ပထမအဆုံးဒီ wall physiotherapy ဒီအထိမ်းမဲ့ fan run ပေါ့နော်အာကျွန်တော်တို့ပထမအဆုံးစပြီးတော့လုပ်ဖြစ်တာပဲဖြစ်ပါတယ်အာဒီနေ့လာပြီးတော့မှ join ပေးတယ်ကျွန်တော်တို့ အာ runner တွေအကုန်လုံးရောပြီးတော့ကျွန်တော်တို့ဒီ physiotherapist တွေရောကျွန်တော်ဝိုင်းဝန်းကူညီကြတဲ့ဒီ school sponsorship တွေအကုန်လုံးရောပေါ့နော်အာကျေးဇူးအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်အနေနဲ့ပြောချင်ပါတယ်အဲပြီးတော့နောက်နှစ်တွေကျွန်တော်တို့အာပို့ပြီးတော့မှကောင်းတဲ့အစီအစဉ်နဲ့လည်းကျွန်တော်တို့ပြန်ပြီးတော့မှလာခဲ့ပါမယ်လို့ကျွန်တော်တို့အနေနဲ့ဒီနေရာမှာပဲအာကြိုတင်ပြီးတော့မှဖိတ်ကြားချင်ပါတယ်ဗျဟုတ်ကဲ့ပါ2 3 4